ဟုတ်ကဲ့တတိယချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ခုတစ်ပတ်ကသူက timing guide cycle ပဲဘယ်လိုလဲဆိုလို့ရှိရင်မနေ့က2024ခုနှစ်မှာသူကဓာမျိုးတုံညာထိတ်နဲ့၄ခါဆိုပြီးတော့မှသူကအဲ့လိုမျိုးတုံညာထိတ်နဲ့၄ခါကသူကနှစ်ကြိမ်ထွက်ထားတယ် ဘာဒီမှာ3 4 1 2မက3ည44သူကအဲ့လိုခုကဒီ3ည44ရဲ့နောက်မှာထွက်မဲ့ကနန်းပေါ့ဗျအဲ့ဒါအဲ့ဒါအဲ့ဆိုင်ကိုပြမလို့သူကဘယ်လိုလဲဆိုလို့ရှင်အဲ့လိုမျိုး2024ခုနှစ်မှာ3ည4လို့တွဲပြီးရှေ့ကတွဲပြီးဆိုရင်ねသူရဲ့နောက်နှစ်2025မှာ1 2 3 4 5အဲ့ဘော5ချိန်မြောက်မှာ သုံးထိပ်စီးနဲ့ငါးခါဆိုပြီးသုံးခါရှိရတွဲတယ်သူကအဲ့လိုမျိုးခုဒီမှာလည်းအဲ့လိုပဲခုဒီမှာလည်းပဲသုံးညထိပ်စီးနဲ့လေးခါရဲ့နောက်မှာသူက1 2 3 4ငါငါပဲမြောက်မှာသုံးထိပ်စီးနဲ့ငါးခါဆိုပြီးသုံးခါတွဲတယ်သူကအဲ့လိုမျိုးတွဲတွဲထားတယ်ဒါဟို timing guide ကလေးပေါ့ဒီက3ည4တွဲဒီမှာ3ငါတွဲ မလဲ3ည4တွေလဲ3ငါတွေသူကအဲ့လိုမျိုးအဲ့လိုဖြစ်ပြီဆိုလို့ရှိရင်သူကအပေါ်မှာဘာလဲဆိုလို့ရှိရင်အဲ့3ငါတွေရဲ့အောက်မှာတဲ့ဒီ3ငါတွေအောက်မှာသူကဒီ3ထိပ်စီးနဲ့ဒီ2ထိပ်စီးကိုသူကသူ့ရဲ့အောက်မှာ3ထိပ်စီးနဲ့2ခါဆိုပြီးတော့မှဒီ3ထိပ်နဲ့2ထိပ်ကိုထောင်ထားပြီးတော့မှ3ထိပ်နဲ့2ခါဆိုပြီးပြန်လှဲတယ်သူကအဲ့လိုလှဲပြီးမှဒီမှာ ကနန်းထွက်တာရှင်ငါနှစ်ဆိုပြီးထွက်သွားတာအဲ့ခါကျတော့ခုဒီမှာလဲအဲ့လိုပဲသူကဒီ၃၅တွဲရဲ့အောက်ကဒီ၆တိတ်စီးနဲ့၉တိတ်စီးထောင်ထားတဲ့အထောင်ဟာသူ့ရဲ့အောက်မှာသူက၆တိတ်စီးနဲ့ကိုခါဆိုပြီးပြန်လှဲထားတယ်သူကအဲ့လိုမျိုးလုပ်ပြထားတယ်ပြီးမှ၃၄တွဲရဲ့နောက်မှာထွက်ကနန်းပေါ့ဗျအဲ့ဒါတော့ အဲ့ကကြဘယ်လုထလဲဆိုရင်ဒီမှာကြည့်ဒီ3ည4တွဲရဲ့နောက်မှာသူကဘာလုထလဲဆိုရင်1 2 3 4တွဲအဲ့3 5တွဲရဲ့နောက်တွဲ9နှစ်တွဲကိုဒီမှာဒီ3ည4တွဲရဲ့နောက်မှာ9နှစ်ဆိုပြီးတော့ပြန်ဆွဲချထားတာဒီက9နှစ်တွဲကိုဒီမှာ9နှစ်ဆိုပြီးပြန်ဆွဲချထားတယ်ဒါဒီ shit take စီကတော့ဟိုအလွယ်ယူမယ်ဆိုရင်ကတော့ဒီက သုံးထိပ်စီကိုပါဝါချင်းပြီးတော့မှသူကဒါရှစ်ထိပ်စီလိုအလွယ်လေးလို့ရတယ်ဒါကဒပိုင်းပေါ့ခုဒီမှာလည်းအဲ့လိုပဲခုဒီမှာလည်းပဲဒါသုံးညာလေးတို့ရဲ့နောက်ကနေဒါ1 2 3 4 5အဲ့မှာ3 5တွေအဲ့3 5တွေရဲ့နောက်တွဲ5 6တွဲကိုကျွန်တော်ဒီမှာဒီမှာ5 6တွဲကိုလိုချင်တာ5 6ဆိုပြီးတော့ဒါဘူးဘောဟာလိုပဲဘောကတ်လိုပဲဒါဟို ထိတ်ဆီကိုဒီထိတ်ဆီကိုအလွယ်ယူမယ်ဆိုရင်ဒီက၃ထိတ်ရပါวะ၈ထိတ်ဆိုပြီး၈၅၆လို့အလွယ်ယူလိုက်ရင်ရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမယူခြင်းဘူးဘာလို့လဲဆိုလို့ရှိရင်ဒီပေါ်မှာကြည့်အဲ့၈ထိတ်ဆီဖြစ်ဖို့ကိုဆိုလို့ရှိရင်ဒီကသူ့ရဲ့ပေါ်မှာ၃ထိတ်၂ထိတ်၃ထိတ်ထိတ်ဆီ၃လုံးပေါင်းရင်၈အဲ့၈ကိုဒီမှာထိတ်ဆီလို့ရိုက်ထားတာပြီးလို့ရှိရင်သူကဒီ၈ဟာ ဒီ၃နဲ့ဒီ၃နဲ့ကိုပါဝါချိန်ထားတယ်သူကအဲ့လိုနဲ့ရှင်းကားနှစ်ဆိုထွက်သွားတယ်ခုဒီမှာလဲအဲ့လိုပဲသူကဒီမှာလဲဒီ၃ညာလေးတွေရဲ့နောက်မှာ၅၆တွဲကိုဒီက၅၆တွဲကိုဒီကို၅၆တွဲယူလိုက်ပြီးဒီထိတ်စီးကိုဒီဒီကောင်လွယ်ပါဝါ၈လို့ယူလိုက်ရင်ရပြီမယ်လို့ဒီမှာကြတော့၆ထိတ်၉ထိတ်၆ထိတ်ဒါ၃လုံးပေါင်းခြင်းထိတ်စီး၃လုံးပေါင်းခြင်း၁ဒါကြောင့်မို့လို့အဲ့တက်ကိုကျွန်တော်ကထိတ်စီးလို့လိုချင်တာ ။ဘာလို့အဲ့လိုလိုချင်လဲဆိုလို့ရှိရင်ဒီ6ထိတ်နဲ့ဒီ6ထိတ်ရဲ့ပါဝါကဒီမှာ1ဒီမှာဒီ3ထိတ်နဲ့ဒီ3ထိတ်နဲ့ပါဝါက8အဲ့ဒါကြောင့်မဟုတ်လို့ကျွန်တော်ဒီ3လုံးပေါင်းခြင်းကို taxi လို့လိုချင်တာဒါကြောင့်156เนาะအတန်းဆို156ပေါ့ဒါအတန်းဆို156ဒါကတော့ဟိုသူ့ဖြစ်နိုင်ကြီးရှိတဲ့ site ပေါ့ဒါကြိုက်တာကတော့ကျွန်တော်ကဟိုဒီ156ကိုပဲပို့ကြိုက်တယ်အဓိကကတော့ကျွန်တော်ကဒီ156ကိုပို့ကြိုက်တယ် ဒါပေမဲ့ကျွန်တော်ကတော့အများသောအားဖြင့် CD ဆွဲတာများတယ်ကျွန်တော် CD ဆွဲဖို့လည်းစိတ်ကူးထားတယ်ဘာလို့လဲဆိုရင်သူက CD ဆွဲဖို့ကတခါတကဏပေါ့ဗျာအခုဒီမှာသူလုံထားတာလေးရတခုရှိသေးတယ်ဘာလို့ဆိုအဲ့ဒီဒီ၈၅ညမှာသူဘာလုံထားလဲဆိုရင်နှစ်ထိတ်နှစ်ခါနှစ်ပိတ်လို့သူအဲ့လိုစောင်းထားတယ်นี่ก็เอาเหมือนเดิมเอาเลยลุกขึ้นมาจ้ะတော့โกเทโกขายောက်เลยだเจ้าဒီมา ကိုနော်ပိတ်လဲဖြစ်နိုင်တယ်ဒါတော့ဖြစ်နိုင်ချင်ရှိတာကိုပြောပြတာပါဟိုပေးမယ်ပေးမယ်ကတော့ပြောလို့မရတဲ့ဒါပြီးလို့ရှိရင်ဒီထိတ်စီကဘယ်လိုဖြစ်သွားလဲဆိုဒီလားဒီရှစ်ထိတ်ကသူကဒီကနောက်ပိတ်နဲ့ဒီကခါနဲ့ပုံညင်လဲသူကအဲ့ဒါလဲရှစ်ဖြစ်တာလေသူကအခါကျတော့တကယ်လို့ဒီမှာဒီမှာရှစ်နောက်ပိတ်နဲ့ကိုခါနဲ့ပေါင်းလိုက်ရင်ခွန်ဒါကြောင့်သူကခွန်ထိတ်စီလဲဖြစ်နိုင်တယ်ဒါခွန်96ပေါ့အဲ့ဒါဆိုရင်ခွန်96ဒါကတော့ဖြစ်နိုင်ချေရှိတာကိုပြောပြတာပါ ဒါပေမဲ့ကျွန်တော်ကြိုက်ဆုံးကတော့ဒီ156နဲ့156ကိုကြိုက်ဆုံးဒါဒီကျွန်တော်ကြိုက်ဆုံး site ပေါ့အနမ်းပေါ့အဓိကကတော့ကျွန်တော်ကတော့156 156ကိုအဓိကပေါ့156တဲ့ကျွန်တော်ကထိုးတာပြီးပြီထိုးထိုးတော့ထိုးတာပြီးပြီအာကြည့်တဲ့မိတ်ဆွေတွေအားလုံးလည်းဟိုချက်ရင်လည်းယူသွလို့ရအောင်ပေါ့ဗျာ မကြိုက်တော့လေသဘောပေါ့ပြီးမယ်ပြီးမယ်တော့ကျွန်တော်လည်းမပြောတော့ဘူးဗျအားလုံးပဲကံကောင်းကြပါစေနော်